မင်္ဂလာပါကျွန်တော်အောင်ပြည်သစ်ပါဆရာမင်းတင်ရေးသားတဲ့မင်းတင်ရဲ့တက္ကိုင်းအပိုင်း63ကိုဆက်လက်ပြီးတင်ဆက်ပေးပါမယ်ခင်ဗျာနားဆင်ကြကြပါဦးအခန်း66ရစ်ထုတ်တက္ကိုင်းကျွန်တော်ဒီကုံသွေးလေးရကဲ့သို့သောအစိုးရဌာနတွင်အမှုထမ်းခဲ့ဘူးသူ ဖြစ်သည့်အတွက်အတော့စားကင်းလာသူမဟုတ်ရဲဘက်စကန်တွင်နေထိုင်ခဲ့ရသောတနည်းခွဲကံ ကာလအတွင်း ရဲ့တိသာတောက်စားခြင်းကင်းခဲ့တော့လေရဲ့ဘက်စကန်သူမရောက်မီနဲ့ရဲ့ဘက်မှပြန်လဲလွတ်မြောက်လာပြီးကာလာများတွင်အခါအားလျော်စွာကြုံရသောတောက်ဝိုင်းစားဝိုင်းတို့နှင့်မူမကင်းနိုင်ခဲ့ကြ၏သို့သောထိုရဲ့ဝိုင်းများနှင့်ကြုံဆုံလေတိုင်းကုသက်ခိုင်ပြုတ်ပြခဲ့သောရဲ့သမားဇလံကိုကျွန်တော်သတိရနိုင်မည်ဖြစ်ပါသည်၎င်းဇလံမှာကျွန်တော်ကုသက်ခိုင်နှင့်အတူရှိနေစဉ်ကာလစကန်ခွေအမှတ်1တွင်ပြုတ်ပြခဲ့သောဇလံဖြစ်၍ ထူးထူးပြောပြခဲ့သောအကြောင်းရင်းနောက်ခံမှာကျွန်တော်မှတ်မိသည်မျှအောက်ပါတိုင်းဖြစ်လေသည်ချိန်ကပူပြင်းအိုက်ဆက်သောနှွေတညဖြစ်ပြီးရဲဘက်အလုံးအိယာဝင်းနေချိန်ည7:00နာရီကံဖြစ်ပါသည်ပုံမှန်အဖြစ်ထိုးချိန်ကြီးကုသခိုင်တရားထိုင်နေသောအချိန်ဖြစ်၍တရားရှုမှတ်နေသောကုသခိုင် ပုံရိပ်ကိုအဖြူရောင်ချန်အောင်ခပားပါတွင် မြင်ရလျက်ရှိပါသည်ထူးစဉ်မလန့်မကန့်မှ ဝုန်တန်းဟူသောအတန်နှင့်အတူအော်တန်တစ်ခုထွက်ပေါ်လာပါသည်မြို့ကိုကမြို့ကိုဘယ်ကောင်းမှလူမထင်ဘူးမိုက်တကောင်ရှိရင်ထွက်ခဲ့ကွာထောင်မှုလည်းလီးပဲမင်းအောင်လည်းလီးပဲရုတ်တရက်အော်တန်ကြောင့်ကျွန်တော်စကနေအိယာမှာထအကြည့်တွင်အိတ်ဆောင်လျှောက်လန်းတွင်ခောက်တော့ခေါပြန်လျှောက်ခါဆဲဆူကျိမောင်းနေသောမျိုးကိုအမည်ရှိအကျဉ်းသားကိုတွေ့လိုက်ရပါသည်မျိုးကိုဤအမည်အပြည့်ဆုံးမှာ မြို့ကိုကိုဖြစ်၍အသက်20ခန့်သာရှိသေးကမရိမှုဖြင့်ပြည်ထန်ကြလာသူဖြစ်ပြီးထိုနေ့ကရက်လွန်ကျွန်းမူးနေပုံရလေသည်မြို့ကိုဤကျေလောင်စွာအိုဟစ်ဆဲဆူတံများကြောင့်ရဲဘက်များအလုံးလူလူနှိုးကုန်ပြီးထထိုင်ကုန်ကြလျာကျွန်တော်သည်ကုသခိုင်တစုံတရာဝင်ရောက်ဟန်တားလိန်သို့စောင့်မြုံမိတော်လေကုသခိုင်က တုတ်တုတ်မှမလုပ်ဘဲသူတရားကိုယ်သူစက်မှတ်နေမြဲဖြစ်သည်ကို တွေ့ရလေမကြပါကြီး အိဆောင်တကာတော့ဖွင့်တဲ့နဲ့တူထောင်မှုဝေးနံရောက်လာကအချီအနီမင်းမြန်စစ်ကြောပါတော့သည်အဓိကစစ်ကြောသောအကြောင်းရင်းကအရက်ကူမြည်သူကမြည်သူခုတ်သွင်းလာသည်မြည်သူတို့အတူတောက်ကြသည်ဟုသောအချက်ဖြစ်၏ရဲဘက်တော်တော်များများကိုစစ်မေးပြည်သည့်တိုင်အဖြေထွက်မလာသောကြောင့်ထောင်မှုဝေးနံမှာပူရိတ်ဒေါသပောက်ကွဲလာလေသည်ထူးခြားချက်ကထောင်မှုသည်အရက်ကိစ္စနှင့်ပတ်သက်၍ ကုသခိုင်ကိုမင်းမြန်းမှုမရှိခြင်းပဲ။ပောက်ခွဲလာသောဒေါသကိုထိန်းချုပ်နိုင်စွမ်းမရှိတော့သည့်ထောင်မှုသည်မြို့ကိုအားခြေချင်းခက်စေပြီးလက်ကိုပါကျိုးနှင့်နောက်ပြန်ဒုက္ခဆိတ်ရှိလက်ရှိ ထိုးကျိတ်ရိုက်နှက်ပါတော့သည်။ထောင်မှုလက်ချက်ကြောင့်ဗဇက်မှသွေးရန်ထွက်လာခြင်းအထိအာဃာမြို့ကိုကအတန်တိတ်မသွားကြ။ထောင်မှုကပူလို့ဒေါသထွက်လာဟန်ရှိကဟဲ့ကောင်းနိုင်ဝင်ငါ့အိမ်ပေါ်ကတနက်သွားယူစံကွာ။ ဒီလိုកောင်မျိုးတွေကိုမနိုင်ရင်ငါထောင်မှုမလုပ်တော့ဘူးကွာဆိုပါလေတနက်ယူခိုင်းတော့ထောင်မှုအမိန်ကြောင့်ရဲဘက်နိုင်ငံဘာလို့ရမည်မသိဥကြောင်ကြောင်ဖြစ်နေခြင်းတွင်ကုသခိုင်တယောက်ချင်းအောင်ထဲမှာထွက်လာပြီးနိုင်ငံကိုခေါင်းရံပြသည်ကိုကျွန်တော်မြင်လာရလေသည်နိုင်ငံသည်ထောင်မှုအမိန်ကိုဘာမှမကြားသေးအောင်ထောင်မှုပြည်တွင်ငုံငူကြီးရက်နေလေနောက်ဆုံးတွင်ကမြို့ကူကချီချင်းခက်ခါ အဆောင်ပြင်ထုတ်ထားလိုက်ပြီးနောက်တစ်နေ့တွင်ပင်မစကန်းသို့ပြန်ပို့ရန်အမိန့်ချလိုက်လေသည်ထိုညကဖြစ်ရနှင့်ပတ်သက်၍ကုသခိုင်အပြုအမူပေါ်အာမရလှသည်နှင့်နောက်တစ်နေ့မနက်ဖူကြီးဘေးတွင်ကုသခိုင်ကရင်ဖွင့်မိပါသည်ကုသခိုင်မနေ့ကမြို့ကူကူကိစ္စမှာခမရနေစိတ်နိုင်လွန်းတရားလူရကျွန်တော်အမေဆုံးသည်နှင့်ကုသခိုင်ကကျွန်တော်ကိုခစင်းစင်းပြန်ကြည့်လိုက်ရင် ခမည်းမသိပဲနဲ့အပြစ်တင်မစိုးနိုင်အောင်များအမှန်ကကျွန်တော်ဝင်းရှင်းကမှပိုးရှုပ်သွားမယ်ဆိုတာသိလို့ငြင်းနေတာဒါကြောင့်မြို့ကိုဇလံဒီလောက်နဲ့ရက်သွားတာဓာတ်တက်ပါစိုးအောင်မလဲဗျာခြေချင်းတလအခက်ခံခဲ့ရပြီနောက်တန်းကိုပြန်ဖို့ခဲ့ရပြီခမည်းမသိပဲနဲ့ရှောက်မှုပြီပဲနဲ့ဗျာခမည်းကောင်ကအရက်တင်မှုနေရမဟုတ်ဘူးမှုရစေဝါတမျိုးပါရော့ချထားတာအမှန်ကစီးကြောင်တာဗျာ နှစ်ပင်လိမ့်တယ်လို့ခေါ်တယ်။ဒါကြောင့်ဘလောက်ရိုက်ရိုက်မနာပဲတောက်ခံနေနိုင်တာပေါ့ဗျာ။ဟုတ်ရဲ့လားဗျာ။ခမရဥစ္စာတေချာလို့လား။တေချာတာပေါ့ဗျာ။ဒီနေ့သူ့မိပါတွေအဲ့ဒီလာတာ။သူ့အမောင်ညီကိုမျိုးညီညီပါလာတယ်။ကျွန်တော်တဲဘော်မှာတွေ့ကြတာမို့ဒီအမောင်ညီကိုမူပြက်နေတာကျွန်တော်သတိထားမိတယ်။အမှန်ကမျိုးကိုကိုတို့ညီကိုဟာမရိမှုကိုလည်းအတူတူကျူးလွန်ခဲ့ပုံရတယ်။ ကျွန်တော်တွေ့မမှားဘူးဆိုရင်ပြစ်မှုကိုနှစ်ယောက်ကျူးလွန်ပြီးတယောက်ထက်ဝန်ခံခဲ့တဲ့သဘောပဲဒီနေ့သူ့ညီကသူ့အတွက်စီးတစ်ခုခုယူလာခဲ့ပေးဖို့ရတယ်ကဲရှင်းပြီလားဩခမည်းကရက်တူစီးလို့အကြောင်းတဲလဲကျွမ်းနေပါလားခမည်းကိုယ်တိုင်ကိုလုတ်ခဲ့ဘူးတလားဗျာလုတ်ခဲ့ဘူးတမဟူဘတ်တောင်လုံသေးဗျာတကယ်တော့ကျွန်တော်ကိုယ်တိုင်အရင်နဲ့မူးရီစီဝါကိုတုံးခဲ့ဘူးတာကြောင့်ကိုချင်းစာရရဲ့ ကိုသုံးလုံးကသုံးခဲ့ပြီးအခုလူရဲဘက်စကန်ရောက်မှသူတော်ကောင်းကြီးလှုပ်ပြီးဘသူ့ကိုမှတရားမပြကျင်လာရဲ့ကြောင်းမင်းညကနှုတ်ဆိတ်နေခဲ့တာပေါ့ဗျာဒါဆိုလေခမရရဲ့သမားနဲ့ဘိန်းစားဇလန်လီလှုပ်ပါအောင်ဗျာဤတို့လင်ကျွန်တော်ဤတောင်းဆိုမှုကြောင့်ကုသခိုင်ဆက်ခဲ့သောရဲ့သမားဘုရားဇလန်ကတကယ်တော့ကျွန်တော်ဟာလူငယ်ဘဝမှာအရက်ကို မုန်းသူလို့ဆိုရပါမယ်ကျွန်တော်အဖေရက်တော့တာကိုမကျေနပ်လွန်းလို့ အရက်ဆိုတာခွေးတောင်မတော့ဘူးလို့ပြန်ပြောခဲ့မိတယ်ထီဗျာတကယ်တော့ဝစီဗီရထီတိုင်းချဆိုတာတဲမှန်တဗျာအရက်ကိုပြင်းပြင်းထန်ထန်စန့်ကျင်ခဲ့တဲ့ကျွန်တော်ဟာအရွယ်ရောက်လာတော့ရတမဖြစ်လာတယ်ဗျာကျွန်တော်ဖေဟာအရက်ကိုဆွေဆွေလန်လန်ပုံမှန်တောက်ပြီးမယ်စီးစင်းနေတဲ့တောက်သုံးသူလို့ဆိုရမယ်မနက်ပိုင်းမှာဈေးဆိုင်ထွက်တယ်၁၇နှစ်လောက်ဈေးသိမ့်ရင်သူကိုယ်တိုင်မိသားစုစားဖို့တောက်ဖို့ချက်ပြုတ်ကျူးမိတယ်အဲ တန်သမီးတွေစားတော့ပြီလို့နေ့လယ်တနာရီဝင်းကျင်မှာတခွက်တဖလားမော့ပြီးတော့နေ့လယ်ခင်းအိတ်တယ်ညနေ၄နာရီလောက်အိယာကပြန်ထပြီးဈေးဆန်သွားသိနေညဘက်9နာရီလောက်မှာ တပိုင်းလောက်တောက်တယ်မနေ့၄နာရီခွဲလောက်ကီလီလန်းပွဲရုံကိုဈေးကျုပ်ထွက်တယ်ဒါအဖေရဲ့နေ့စဉ်ပုံမှန်အလုပ်ပဲအဖေကရက်တောက်တော့မျက်နှာသိပ်တီလွန်းတာကြောင့်အဖေရက်တောက်တယ်ဆိုတာဘေးလူတွေသိမသိကြဘူး အဖေကငဘူးကလေးကနေတည်တယ်။အရင်မူးရင်လဲရန်နာအော်ဒါဟစ်တာလုံးလီလုံးထမရှိဘူး။ဒီတော့ကျွန်တော်တို့ညီကိုတွေဟာအဖေရှိစဉ်တုန်းကအရက်ကူပလင်းတော်ကမ်းမကြီးရခဲ့ကြဘူးဗျာ။အဲရက်ဆိုင်နဲ့ပထမဆုံးရင်းနှီးခဲ့တာကတော့ကျွန်တော်တို့အိမ်ကြီးကတင်မောသာကူလာမြင့်နဲ့အတူတွားခဲ့တယ်။ကမာရုပ်ကူရာယုံနာကအစိုးရရက်ဆိုင်ပေါ့။အဲ့ဒီကုံသွေးကြီးရက်ဆိုင်ဟာကျွန်တော်တငယ်ချင်းမောင်မောင်တို့အိမ်နဲ့မျက်နှာချင်းဆိုင်များ အဲ့ဒီဆိုင်မှာအရက်ကိုကောင်တာမှာရောင်းတယ်တပတ်ကို35ပြဆိုလာပဲအရက်နာမည်ကတော့ B တဲ့အရက်တောက်တဲ့သူကသူတောက်ချင်တဲ့လောက်ပမာဏကိုကောင်တာမှာဝယ်ရတယ်တပတ်နှစ်ပတ်သုံးပတ်လူတလောက်ရောင်းပေးတယ်ဘလောက်ဝယ်ဝယ်ဝယ်လို့ရတယ်အဲ့ဒီအရက်ကောင်တာမှာအရက်ထဲဘူးပလင်းဝင်ပါမလာရင်တော့အမီးဆိုင်ကြီးကလည်းပလင်းငှားလို့ရတယ်ဗျာအဲ့ဒီဆိုင်တဲ့ကိုရောက်ဖူးတာကတော့ကိုလာမြင့်နဲ့အဖို့ပါသွားရကစတာပဲ။ ရောက်တဲ့နေ့ကဘယ်တော့ဖြစ်မလဲဗျာဆက်စုချင်းလို့အဖော်ဖြစ်လိုက်သွားတာပေါ့အဲ့ဒီတော့ကကျွန်တော်အဖေဆုံးပြီကစားကျွန်တော်အသက်18နှစ်အရွယ်ပါကျွန်တော်ရက်စသုတ်တရတာကဆရာတက်တင်မှာဘဂူတိုင်းဘလုံးလေရွေးစဉ်ဥတောင်းနဲ့တွဲမိရကနေစတာပဲဗျာအရက်မှမတော့တရင်ဂန္ဓုလူလူပြောခံရတာကြောင့်မခံချင်စိတ်ကနေစတော့ဖြစ်ရောဆိုတာတော့ဒါပေမဲ့စတော့ခါစားမှာတော့ဆွဆွလန်းလန်းမဖြစ်ခဲ့ဘူးဗျာ နောက်ចောင်းဆရာဘွားရောက်လာတော့ကြူကြာကြူကြာခွပုံးတောက်တက်လာရောဆိုပါတော့အရက်ကမူးအောင်တောက်ခဲ့တဲ့ပထမဆုံးနေ့ကတော့ကျွန်တော်မှတ်မိနေသေးတယ်ဗျာចောင်းဆရာဘွားလာကထုတ်တဲ့ရက်တရက်မှာပေါ့ကျွန်တော်ရဲ့ကုမှုမြင့်ရဲ့နှစ်ယောက်သားနေ့လေပဲကြီးအုတ်ချင်းဘူရာယုံလန်းကဘီးဆိုင်တစ်ဆိုင်မှာတောက်ဖြစ်ကြတယ်ယင်းနေ့ချင်းပကံနဲ့နှလုံးလောက်စီလဲတောက်ပြီးချိန်မှာခုံမောကပလင်းနေရောပကံတွေကလှုပ်ကုန်တာနဲ့ဘယ်နဲ့ယင်းနေ့ချင်းနှစ်ပကံလောက်တောက်ယုံနေတယ် မူရသရုံဆိုပြီးကုမှုမြင့်ကိုဟဲ့လူခုံမကပလင်းနေပကံနေလှုပ်နေရထင်တယ်လို့ပြောတော့သူကလည်းအေးဟုတ်တယ်ဗျာလှုပ်နေတယ်ကျွန်တော်တို့မူးနေတာတော့မဟုတ်တော့ဘူးလို့ပြောသေးဗျာဒီမှာရင်အပြင်ကအတန်ဒီစူညံစူညံကြားရမှာလက်စတက်တော့ငလင်လှုပ်သွားတာကိုဟွန်းမန်လုံးကြီးမဲ့အရသမအသစ်ဆက်တယောက်ကိုကောင်းအမကြီးကတုံ့ဟိပြီးသတိပေးတယ်ထင်ပါရဲ့ ျွန်တော်ចောင်းសៀវបွားကနေအင်းစင်ជីឌីយ៉ាងကိုတရားဝင်ခုတက်တော့အပေါင်းအသင်းပို့ဆောင်လာတယ်အလုတ်ကတစ်ဖက်ចောင်းကတစ်ဖက်ပင်မနဲ့တန်ကိုခံနိုင်လူခံနိုင်냐အရက်ကိုခက်စိတ်စိတ်တောက်တက်လာတယ်ဗျာတခါတခါ GDI မှာအတက်မရှိတဲ့ရက်တွေဆိုရင်ကျွန်တော်တို့ GDI တငယ်ချင်းတစုကရွှေတကုံဖះသွားမယ်ဆိုရင်သာညံ့ကြတာအရက်ဆန်ကြီးဆိုတာနဲ့ဘက်စကားကိုရောက်ပြီးသားဆိုတဲ့အထက်ကတငယ်ချင်းတွေဗျာကျွန်တော်တို့တငယ်ချင်းအုပ်စုမှာ အလုံးလူလူကအရက်ကြိုက်လက်ကြတယ်ဆိုရမယ်။မောင်မောင်တန်းစိန်မြင့်ယခုအေးကြီးဆောက်လို့ရီကုသိန်းနိုင်ယခုအေးကြီးဆောက်လို့ရီဇော်ရှင်တင်းမောသားဘဝဖြင့်ကွေးလွန်တရုတ်ဆန်လွင်အလုံးလူလူအရက်ကြီးဆိုတာနဲ့ကန့်ကွက်မယ်မရှိတောက်လုံးညီကြသည်ဗျာ။အေးအရက်ဆိုင်ကိုတွားရမှာတော့ကျွန်တော်ကဆရာကြီးပဲ။ကျွန်တော်တို့ရက်တော့တဲ့နေ့ဆိုအင်းစိန်ကနေကမာရွတ်တဖော်တော်လမ်းတွေက အရက်ဆိုင်ကိုချီတက်လေရှိတယ်။အဲ့ဒီတဖော်တော်အရက်ဆိုင်ဆိုတာတဖော်တော်သုတ်တန်နဲ့ကဲ့ရဲ့ပဲ။လာရတဲ့အကြောင်းရင်းကတော့ကျွန်တော်ကနေကန်နေမြေကျွမ်းကျင်သူဖြစ်တာရဲ့။ကျွန်တော်တို့ကြိုက်တဲ့ငရှင်အမဲသားကျော်လက်ဖက်သူမြင့်ခွဲရသူစားတဲ့အမီကောင်းကောင်းကြီးရတဲ့လူပေါ့ဗျာ။အဲ့ဒီတဖော်တော်အရက်ဆိုင်ကကမာယုဘူရာယုံနားကနေပြောင်းဖွင့်တဲ့ဇာိုင်းများအဲ့ဒီရဲ့ဆိုင်မှာအစိုးရစည်းနဲ့ဝေလို့ရတယ်ကျွန်တော်တို့ထိုင်နေကြအမည်ဆိုင်ကတော့ ရန်ကုန်တိုင်းဘောလုံးလေရွေးစဉ်ဘောလုံးသမားကုလချန်ရဲ့မိမဆိုင်ပဲအရက်သမားတွေရက်တော့ရတဲ့အကြောင်းပြချက်ကတော့မျိုးစုံပါပဲဗျာတချို့ကအရက်ကလေးတောက်ထားရင်အတွေ့အခေါ်ကွန်မြူလာတယ်ထင်ကြတယ်တချို့ကလည်းစေဝါအဖြစ်သုံးဝင်တယ်လို့ပြောကြတယ်တချို့ကတော့အပေါင်းအသင်းဆက်နေဆိုပဲကျွန်တော်ရက်ဆက်တောက်တုန်းကလည်းထုံးစံတိုင်းဘေးလူတွေကဝမ်းဝမ်းမြောက်ပွင့်ပေးခဲ့ကြတာပါပဲဗါတဲ့တက်ခိုင်ကတောက်ထားရင် စကလုံးนี่မြင်လာတယ်အတွေ့အခေါ်တွေပြင်းပြင်းလာတယ်တက်ခံရဘလောက်တော့တော့ဟမ်းမပြတ်ဘူးညကတောက်ထားတယ်လို့တောင်မထင်ရဘူးစုံလို့ပေါ့ဗျာကျွန်တော်ចောင်းဆရာလူကထွက်ပြီးစင်မလိုက်တင်းမောချင်းကရေချောင်းအင်အားစီမံကိန်းကိုလည်းရောက်ရောကျွန်တော်ရဲ့အင်ပါရာကတစားတစားပူးကျပြန့်လာတယ်ဗျာဆောက်လို့ရလုပ်ငန်းဝင်ဆိုတော့အီးကစားပြန်လက်သမအစုံအလုံးတောက်ကြတကူလုပ်ငန်းဝင်ကိုပြစ်စစ်တွင်းတဲ့ကွန်ထရိုက်တွေ ငွေထုတ်တဲ့ရက်စုအရွယ်ဝမ်းရှိတယ်။ပုတ်ပြက်ပရန်လက်သမားခေါင်းဆောင်တွေငွေရှင်းတဲ့နေ့စုအရွယ်ဝမ်းရှိတယ်။တခြားနေ့တွေမှာအေးကြီးနဲ့အဆေကြီးကတကခနဲ့ဒီတော့အရက်နဲ့လွတ်တဲ့နေ့စုလို့မရှိသလောက်ဖြစ်လာပါရော။ဆိုင်ကလည်းစုံသလားမမေ့နဲ့။အင်းအလိုက်ကနေလမ်းဘေးရက်ဆိုင်တွေအထိပါပဲ။အမှန်တမ်းပြောရရင်ဘယ်ရက်တွေဘလောက်ကောင်းတယ်ဆိုဆိုကျွန်တော်အကြိုက်ဆုံးရက်ကတော့ဘီးသနံပဲဗျာ။ ဘီးကညဘက်တောက်ထားရင်မနေ့ဘက်မှာကောင်းမကြိုက်ဘူးဝမ်းမန်နေထင်တာပဲဗျာတောက်သုံးသူမျောလာလို့လားကုန်ချမ်းပြတ်လို့လားတော့မသိဘူးဗျာနောက်ပိုင်းမှာဘီးအစ်စ်ကမရှိသလောက်ရှားလာတယ်သူ့နေရာမှာဒီဝမ်းဆိုတဲ့ကုံသွေးကြီးအရက်တစ်မျိုးပေါ်လာတယ်ဒီဝမ်းကအမှန်တော့အရက်စီဗျာဒီဝမ်းတစ်လုံးကိုရေချဲကြီးသုံးလုံးလောက်ရိုးရတယ်တခါကကျွန်တော်ဒီဝမ်းအရက်စီတွေကိုဖန်ခွက်ထဲမှာထည့်ပြီးမိကျင်နဲ့ချစ်ကြည့်တော့ ပြန်လဲလဲအယောင်လေးတွေတောက်လာသေးဗျာကျွန်တော်လဲမိတော့ကလေးကိုဘေးဘက်ကမှုတ်မှုတ်ပြီးအောက်ကရက်ကိုတောက်ကြည့်မိတော့အာလာလာပူလိုက်တယ်အဖြစ်ဗျာနောက်တနေ့မနက်မှာအောက်ကောင်တွေခွဲကုန်တဲ့အထိအရက်ရှားတဲ့ပြဿနာကြောင့်ကျွန်တော်မရှိရေသမားတချို့စောစောစီစီလူလောကကနေထွက်သွားရတာလေကြုံမှုသေးဗျာအဲ့ဒီလူနာမည်ကကုတန်းညွန်တဲ့သူကအရင်တော့သွားဆိုင်ဆိုင်ဖွင့်ဘူးလေသွားဆိုင်ဆရာသွားဆိုင်ဆိုင်နောက်ခန်းလေးမှာ ူမင်းမရပုံးဆိုင်ဖွင့်တယ်။အဲကုသန်းညုံကူတိုင်ကလည်းယမကာလူလင်းဆိုတော့သူကူတိုင်လည်းတောက်သုံးသူပေါ့ဗျာ။ကုသန်းညုံမင်းမမမြင်ရဲ့လက်ရအမိကကျွန်တော်တို့အသက်ဆွင့်မှုကျွန်တော်တို့ကုသန်းညုံဆိုင်ကိုခြေဦးလက်နေတဲ့အချိန်ပေါ့။တရက်တော့ကုသန်းညုံဟာသူ့ဆိုင်မှာရောက်မှုဘီးပွဲမရသူကူတိုင်လည်းတောက်เสียပြက်တာကြောင့်ဘီးရနိုင်နေဆိုတဲ့အုတ်ချင်းဘက်ကိုခြေစက်ကြဖြန့်ပြီးလိုက်တော့တယ်။အဲ့ဒီမှာရင်ရဲစိတ်မိပြီး ုတန်းညွန်အပါဝင်တောက်ပေါ်တောက်ပဲနှစ်ယောက်လောက်ပါနေရာတွင်ပွဲချင်းပြီးသေးတယ်ဗျာကံကောင်းလို့ကုတန်းညွန်နဲ့ဖော်လိုက်သွားတယ်ဟန်ညွန်ဆိုတဲ့မောင်နဲ့နောက်တစ်ယောက်ကတော့ရန်ကုန်စေယုံကြီးကိုရောက်သွားရောဗျာဒီနေရာမှာအရက်စိတ်မိတဲ့လူနာကိုကုတဲ့ကူထုံးကလည်းစိတ်ဝင်စားစရာပါပဲတာဝန်ကျဆရာဝန်ကြီးကအရက်အစိတ်မိတဲ့လူနာတွေကိုနိုင်ငံညအရက်ကောင်းကောင်းတလုံးစီဝယ်ခန့်ပြီးလက်နှလုံးလောက်စီကိုဖန်ကိုထက်ထက် တဏှာကြီးရတောက်ခိုင်းတယ်ဗျာဆရာမကြီးရှင်းပြတာကတော့အရက်စိတ်သင်းသူတွေရဲ့ခန္ဓာကိုယ်တွေကအရက်တွေကိုနောက်ထပ်တောက်တဲ့အရက်ကောင်းစားတွေကအချိန်တူတူတွင်းတွန့်ထုတ်တဲ့နီးလို့ဆိုသေးဗျာအေးဗျာအရက်တွေကအစိတ်သင်းဆိုတရားမဝင်ရက်ချက်တဲ့သူတွေကအရက်ထဲကိုဘေးပြစ်စေတဲ့အရာတွေရောကြတာကိုကျွန်တော်ကြားဘူးတလို့တောရက်ထဲမှာတရေဖနှက်တို့ဖပြုတ်တို့ထဲရတယ်ဆိုတာလဲကြားဘူးလေအဆိုးဆုံးကတော့ အရက်ပလင်းနေဈေးကွက်ထဲမပုခင်နာယီပိုင်းအလိုမှာပုဒ္ဒစီအင်ဒရင်းကိုနှီးပြမှာစွတ်ပြီးပလင်းနဲ့ကိုထည့်ရတယ်ဒါကြောင့်လေအစိုးရအရက်ပြက်လက်တဲ့အချိန်မှာအရက်အစိတ်သင့်သူတွေများတာဆန်းလာတယ်တော့မဟုတ်ပါဘူးအရက်ကြောင့်ဖြစ်ရတဲ့ကျွန်တော်ထက်တန်းကြောင်းတော့ကဓာတုဝိဒါဆရာဥသောထုံးကြီးရဲ့အဖြစ်ကလည်းရင်နာစရာပါပဲဆရာဥသောထုံးကကရင်လူမျိုးပညာတယ်လို့ပြောလို့ရတယ်သူ့လက်မောင်းရင်မှာသောထုံးဦး B B D B L B S ဆိုတဲ့စလုံးတွေကိုစိတ်မြင့်နဲ့ထိုးထားတာတွေ့ဘူးလေဗျာကျွန်တော်နဲ့အထက်တန်းကျောင်းမှာတွေ့ခဲ့ရစဉ်ကဆရာဟာတကယ့်ကိုစီကံကြည့်တဲ့ကျောင်းဆရာတစ်ယောက်ပါလာဘဆောင်မွေးတစ်ခုမှာကျွန်တော်ခပ်ပုတ်ပုတ်ဖြင်းမိခဲ့လို့ကျွန်တော်ကိုရုံးခန်းနဲ့ခေါ်ပြီးတတိပေးခဲ့ဘူးပါတယ်နောက်ပိုင်းတော့ဆရာဥစောထုံးကအရက်ကိုအတော်ဆိုးဆန်းလန်းလန်းတောက်ခဲ့တယ်လို့သတင်းနဲ့ကြားရပါတယ်ကျောင်းပုတ်ရဲ့ကျောင်းရုံးခန်းထဲမှာ အရေးဝိုင်းဖွဲ့ခဲ့ပြီလို့ဌာနဆိုင်ရာစစ်ဆေးမှုတွေပါတွေလောက်ခံရတယ်လို့လည်းကြားရပါတယ်ကျွန်တော်နဲ့တိုက်တိုက်ဆိုင်ဆိုင်စုံမိတာကတော့ကမာယူဈေးကြီးထဲမှာပါပဲအဲ့ဒီအချိန်မှာဆရာကပင်စင်ယူပြစ်ထားခြင်းကျွန်တော်ကကိုပိုင်ကုမ္ပဏီနဲ့ဗားနဲ့ဖြစ်နေခြင်းပေါ့ကျွန်တော်အမှရှိတဲ့ကမာယူဈေးတွေကိုဝင်းလေရင်မမျော်လင့်မဲ့ဆရာဦးစောထုံးကိုတန်ခါးတန်းထဲမှာတွေ့မိပါလေရောဆရာကမနှက်စာချက်ဖို့ကြက်သားနဲ့ကလပဲချမ်းကြီးဝင်းနေတော့ပြုံးစုတွေးလိုက်ရတော့ ဟိတ်ကောင်တခိုင်မင်းကြီးပွားနေပြီကြားတယ်အလုပ်တွေအဆင်ပြေလားဆိုပြီးဝန်သားလေးလည်းနှုတ်ဆက်ရှာပါတယ်ကျွန်တော်လည်းတွေ့တုံးတွေ့ကြဆရာကိုပြုစုစဉ်ရေပေါ်လာတာ ਨੇ ဆရာကိုပြန်တွေ့ရတာဝမ်းသာပါတယ်တွေ့တုံးတွေ့ကဆရာကိုတခုခုပြုစုပြရစေဆိုတော့ဆရာကမင်းငါ့ကိုပြုစုစဉ်အရက်သာတိုက်တယ်ဗျာကျွန်တော်အနေနဲ့မနှက်ဖက်ကြီးမှာဆရာကိုအရက်နဲ့မပြုစုစဉ်ပေမဲ့ဆရာအာတိသရှိနေရတာကအရက်မို့မငင်းတာတာ ਨੇ ဇင်းသားကရပုံးဆိုင်နေဆိုင်မှာလိုက်တိုက်ဖြစ်ပါတယ်။အမှန်တော့ဆရာကကျွန်တော်စံကြီးကနာကြီးမှာအက်ခံနိုင်ပါတယ်။ဆရာကမင်းငါ့နောက်ကနေလိုက်ခဲဆိုပြီးသူ့မောနေဂျာဆိုင်ကိုခေါ်လာခဲ့တာကြောင့်ရပုံးဆိုင်တွေကိုရောက်သွားခဲ့တာပါ။ဆရာဟာအမိစားတာမတွေ့ရပဲအရက်ဖူဖူသာလင်းငါကွက်ဇက်တိုက်ဆင့်ချနေရင်ကျောင်းဆရာဘွားကရှေးအောင်နှောင်းပြစ်တွေကိုမနာတမ်းပြောနေပါတယ်။ပြောနေရင်ကဟိကောင်တခိုင်စောထုံးဘာကောင်းဆိုတာမင်းသိတယ်နော်။ မတည်သင်ဒီမှာကြည့်ဆိုပြီးသူ့ပညာရည်ချင်းတွေကိုစေးမင်ထိုးထားတယ်သူ့လက်မောင်းရင်ကိုလှမ်းပြနေပါလေဒါကဆရာရဲ့မမေ့နိုင်စရာကောင်းတဲ့ဆရာအမြဲတမ်းလှုပ်နေကြအပြုတ်မှုပါကျွန်တော်စိတ်ထဲမှာတော့ဆရာငယ်စဉ်ကပညာကိုအပတ်တကူကြိုးစားခဲ့တယ်ပညာကိုတန်ဖိုးထားခဲ့ရင်တူတယ်လို့တွေးမိတာပါပဲအဲ့ဒီနေ့ကဆရာဟာကျွန်တော်ပြုစုတာကိုကြည်ကြည်နက်နက်တောက်သုံးရင်မနှက်စာချက်ချင်းကြိုးသွားတာကြောင့် ဆရာကတော့ကူတန်ရက်ဆိုင်ကိုလိုက်လာပါတော့တယ်။ဆရာကတော့ကူလဲဆရာကမြင်ရောဟေကောင်တခိုင်ငါအမကြီးလိုက်လာပြီ။ဝမ်းသိမ့်မှဖြစ်မယ်ဆိုပြီးဆရာကတော့နောက်ကိုကြောင်းသားလေးတယောက်လိုခက်ခုတ်ခုတ်လိုက်သွားပါတော့တယ်။ဆရာတို့အိမ်ကကမာယူဈေးကြီးနဲ့တိတ်မဝေးလာတဲ့စင်ရွေးမှတ်တိုင်နာမှာပါ။အဲ့ဒါဟာဆရာဦးစိုးထွန်းကိုနောက်ဆုံးအချိန်ဖြစ်ကျွန်တော်တွေ့လိုက်ရခြင်းပါပဲ။ဘာကြောင့်လဲဆိုတော့ဆရာကျွန်တော်နဲ့တွေ့ပြီး၄-၅လအကြာ စင်ရီရွတ်မတိုင်နာမှာလမ်းဖြတ်ကူးရင် ကားတိုက်ခံရပြီးနေရာမှာတင် ပွဲချင်းပြီးတည်ဆုံသွားခဲ့ရလို့ပါပဲပိုးကြီးစင်မကောင်းဖြစ်เสียကဆရာကိုတိုက်တဲ့ကောင်းမောင်းသူဟာဆရာတပည့်အရင်ကလမြုပ်နဲ့အမှတ်တဲ့ထက်တန်းကြောင်းတော့ဖြစ်ပြီးဆရာကားတိုက်ခံရချိန်မှာဆရာထုံးစံအတိုင်းအရက်အလွန်ညွန်တောက်ထားပါတည်းအရက်မှုမှုနဲ့ကားလမ်းဖြတ်ကူးရင် ဖြစ်ရတာမို့အရက်နဲ့ပတ်သက်တဲ့သင်ခန်းစာတစ်ခုလို့ဆိုပါတော့ ဆရာဦးစောထုံးလို့ကာမတော်တဆောင်မှုနဲ့မဟုတ်ပဲအရက်ကိုနောက်ဆုံးထွက်တဲ့အထိခုံငုံမူမြင်တောက်သွားသူ နောက်တစ်ယောက်ကတော့ကျွန်တော်ဦးလေးတဝန်းခွဲဦးဆက်မီပါပဲဦးဆက်မီဟာကျွန်တော်အဖေရဲ့ညီတဝန်းခွဲပါမိုက်ပြင်ရကတကြီးဦးချစ်ခံရဲ့သားပေါ့ညီကူတွေထဲမှာဦးလေးဦးဆက်မီကိုအဖေကတော်တော်ချစ်ပုံရတယ်လို့ဦးလေးဦးဆက်မီကလည်းအဖေကိုလေးစားကြည်ညိုပုံရပါတယ်ဦးဆက်မီဟာသူခေတ်သူခါကား အလုံငွေကောင်းတဲ့မြမသစ်လုပ်ငန်းကော်ပိုရေးရှင်းမှာလုပ်ခဲ့တာမဟုတ်ဘူးဝင်ငွေတော်တော်ကောင်းတယ်လို့အတောက်စလွန်ခဲ့တယ်လို့ပြောရပါမယ်နေတိုင်းလူလူသူ့အိမ်မှာအယုံဝမ်းရှိပါတယ်ဒေါ်လေးဒေါ်အောင်ကြီးကလည်းဥဆက်မီကောင်းကောင်းတောင်းနိုင်အောင်အမိကောင်းဆုံးတစ်နှစ်တစ်မျိုးမရိုးရအောင်ပါရမီဖြည့်ခဲ့ရှာပါတယ်ဦးလေးဥဆက်မီဟာတူရီတူမတွေကြားမှာအထိုက်လျောက်ပညာရေးမြုံမှန်းချက်ရှိတဲ့ကျွန်တော်ကိုအချစ်ပိုးခဲ့ပါတယ်ကျွန်တော်မှတ်မိနေတာတခုက အဖေဆုံးပြီနောက်ပိုင်းတူတောင်ဝကြရဂုတလိသစ္ဆိုင်ဘက်ကိုရောက်တဲ့အခါငါတူတခိုင်းလျှောက်လာတဲ့ဆောင်ရေးလိုက်ကွာလို့ပြောပြီးအဲ့ဒီလျှောက်လာကိုသူကိုယ်တိုင်ထောက်ခံချက်ပေးသူကိုယ်တိုင်ပွဲစားနေတဲ့အစဉ်ပြန်ရောက်ပြီးပြီးအမျက်ငွေကိုအိမ်မှာမိသားစုလိုတာသုံးဖို့ကျွန်တော်အိတ်ကလေးထည့်ပေးခဲ့ဟူပါတယ်ကျွန်တော်မမှီသလောက်အဲ့ဒါလိုထည့်ပေးတာဟာနှစ်ချိန်သုံးချိန်လောက်ရှိမှထင်ပါတယ်အရက်ကနေရောညပါတောက်ခဲ့တဲ့ဥလိဥဆက်မီဟာတောက်တက်ကြားလာတာကြောင့် အသေးရောကဆွဲကပ်လာလို့တောင်းကလာပါစီယုံကိုတင်လိုက်ရပါတယ်စီယုံကိုကျွန်တော်လိုက်သွားပြီးဦးလေးဦးဆက်မီကိုတွားတွေ့တော့ဦးလေးဆက်မီကခပြုံးမြုံမှာပဲငါတူဦးလေးဘက်ကိုကြည့်ပါဦးကွာဘာကြည့်တယ်နဲ့မတူဘူးလားတဲ့ဗျာဟုတ်ပါတယ်သူ့ရဲ့အနေတော်ခန္ဓာကိုယ်နဲ့ဆိုင်ရင်သူ့ဘာကြီးကအဆမတန်ကြီးနေပါပြီသူနာပြုဆရာမတယောက်အပြော့ရဦးလေးဆက်မီရဲ့ဘိုက်ဟာလက်မ90ကျိုးနေပြီအသည်မကောင်းတော့ဘူး ကြာကြာမခံတော့ဘူးလို့ဆိုပါတယ်ဥလိဟာဆေးရုံပေါ်မှာတလောက်ကျော်လောက်တက်နေရပါမယ်အခြေအနေကတိုးတက်မှုရှိမလားပဲတရက်တည်းတရက်ပိုးဆိုးလာပါတယ်အဲ့ဒီအချိန်မှာဒေါ်လေးအောင်ကြီးကဖုံးဆက်ပြီးမင်းဦးလေးကမင်းကိုရေးကြီးတွေးကျင်နေတယ်လို့ဖုံးဆက်တာကြောင့်ကျွန်တော်ဆေးရုံကိုလိုက်သွားတော့ဥလိရှိရခန်းထဲလေရောက်ရောတေလူမျိုးပါဖြစ်နေတဲ့ဥလိဟာအခန်းထဲမှာကျွန်တော်တယောက်ထည့်ထားခဲ့ဖို့ခြေဟန်လက်ဟန်ပြပြီးတခြားလူတွေကိုအပြင်ထွက်ခိုင်းလိုက်ပါတယ် ဦးလေးဦးဆက်မီနဲ့ကျွန်တော်နှစ်ယောက်တည်းအခန်းထဲမှာကြံခဲ့ချိန်မှာဦးလေးကသူ့နားကိုတူးခမ်းပြီးလေသံတက်တက်နဲ့ပြောတာကတော့တက်ခိုင်းဦးလေးကြကြမနေတော့ဘူးဆိုတာသိတယ်မင်းအမတွေကိုဆောင်းလျှောက်ပါနောက်ဆုံးငါ့ဆန္ဒတခုလက်ရောပါတယ်ဗျာဒီတော့ကျွန်တော်လဲဦးလေးရဲ့ဆန္ဒကိုပြောပါဆိုတော့နောက်ဆုံးအနေနဲ့ရက်တစ်ခွက်တောက်သွားခြင်းတည်းဗျာကျွန်တော်လဲရုပ်တရက်ဘာပြန်ပြောရမှန်းမသိပါနဲ့အယိုးတော်အရင်တင်ပြီး ဘိုက်ဘူးကြီးနဲ့ဂရင်မော်မှာပက်လက်ဖြစ်နေတဲ့ဦးလေးဦးဆက်မီရဲ့အခြေအနေကိုကြည့်ရတာနောက်ဆုံးချိန်ရောက်နေပြီလို့သိလိုက်ရတာကြောင့်သူ့လူကိုလိုက်ရောဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါနဲ့အခန်းပြင်ကိုထွက်ပြီးဦးလေးကြိုက်တဲ့မော့ဝီစကီတလုံးပွဲတိုက်ပွန်အင်ကြီးတွေထည့်ပြီးပြန်ဝင်လာလိုက်ပါတယ်ကျွန်တော်ကိုယ်တိုင်ဖန်ခွက်နဲ့ငှဲ့တိုက်တဲ့အရက်တစိမ့်လောက်ကိုအားရပါးရတောက်ပြီးတဲ့ဦးလေးဦးဆက်မီဟာအိပ်ပျော်သွားပါတော့တယ်အဲ့ဒီနေ့ည10:00လောက်မှာပဲဦးလေးဦးဆက်မီကွယ်လွန်ခဲ့ရှာပါတယ် ဟုတ်ကဲ့အပိုင်း63ကိုဒီမှာပဲခိတ္တကျန်းသားဝင်ပြပါခင်ဗျာ လာမယ့်အပိုင်း64ကိုလည်းစောင့်မျှော်ပြီးအပိတ်ကြပါအောင် လာရောက်အပိတ်နားဆင်ကြတဲ့တောတာရှင်ပေါင်းကိုကျေးဇူးများကြီးကျင်းပါတယ်ခင်ဗျာမြမပြည်သူပြည်သားများအားလုံးဘေးရန်ဒီရဲ့အမျိုးမျိုးမှာအမြန်ဆုံးကင်းဝေးကြပါစေခင်ဗျာ